တော့ဒါမှမဟုတ်တော့ကုညီမော်ရောအဲနေနေမော်ကသူတို့ကကြတော့ရှာပိုက်ပေါ့ဘယ်နေဘယ်ဘယ်တန်းမိုင်းပေါ့နော်အဲအဲ့တော့သူရွေးချယ်တဲ့လမ်းပေါ်မှာအခုသူဖူစေကိုရွေးချယ်သူရွေးချယ်တဲ့လမ်းပေါ်မှာအကောင်းဆုံးသူရှောက်နေတယ်လေဝင်ကမတယောက်လည်းဖြစ်နေတယ်အဲအဲ့တော့ဒီလိုနိုင်ငံတော်ထမ်းဆောင်တဲ့ကစားသမားတယောက်ပေါ်မှာကျွန်တော်အာပေးတယ်ဆက်လို့ကိုဘာဖြစ်ချင်တာလဲပန်းနိုင်ကိုတေချာရအောင်သွားအဲကိုတို့ကအများအားဖြင့်နောက်မှာ support ရင်းအများအားရှိနေပါတယ်ဆိုတော့အကန်နဲ့ပွဲတိုင်းရအောင် ောင်းပြီးတော့ဒီနေ့ပွဲပွဲပွဲကတော့လာရောက်ပူပေါင်းပေးကြတာပေါ့ဒီလိုလိုကတော့ပြောရရင်ဆော့ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ကျွန်တော်ကပြန်ဆိုင်မှုကိုပြန်ဆိုင်တယ်ဟုတ်ကဲ့ပြောပြပါအော်အဲပြန်ဆိုင်ယူတော့ဗာပြောဒါနှစ်ပတ်ကဖူဆယ်တသိန်းပြလို့ရှင်ကိုင်းကြီးစော်ပေါ့နော်ဒါတောင်းတောက်တရားနီးစနစ်ပိုင်းလည်းမတူဘောနော်အဲ့တော့ဟိုပြီးအနိုင်ရှုံးလည်းရှိရယ်ဆိုတော့လေအဲစုပေးတံမီလည်းရှိရယ်တော့ကြောင့်ကိုအကောင်ကတော့အကြိုင်ဆိုင်မှုနဲ့ဟိုဆော့ကြတာပါဟုတ် ဟုတ်ဟုတ်ဒါကြတော့ဘယ်လိုပြောအာဂရာစိတ်တည်းရှိရပါတော့ဟိုကပွဲကစားပြီကျွန်တော်တို့ဘောလုံးပါရပဲပါတယ်ပြပေါ့ဒီစိတ်ကစားတာပဲဒီအဲလိုအပျော်ဖန်ကင်းကစားတာမှာကျွန်တော်တို့မှာဒါစိတ်ကနိုင်ရင်နဲ့စိတ်ရှိရပါတော့ဒါဟိုဘလို့အာဂရာမတယောက်ရဲ့စိတ်တက်ပါတယ်လာကြည့်လေကိုလေးတင်လိုက်တယ်နော်ဟုတ်အကလားနေချင်းကတော့ကိုတော့တင်လိုက်တယ်အာပရတီကန်တိုင်းချိန်မှာတော့ကျက်လွဲသွားတယ် ပါလို့ပါချောင်းဘာလို့ပြောလဲအားလုံးပါချောင်းပါတယ်တက်ကနစ်တွေရောဝင်းတေးရကြည်လာစားပါချားတယ်ဆိုအကုန်လုံးကကျွန်တော်တို့ကပါချားတယ်ဘာလို့ဒါပေမဲ့ပြောဖို့ကောင်းပါတယ်လာကြည့်လားအဲအတူတူပါပဲ ခွင်းကြီးကြတော့ဘယ်လိုပြောမလဲအဲဟိုပြပို့ပြီးတော့တင်းဝက်လည်းရှိရပြောပြတာ၁၁ယောက်၁၁ယောက်ကန်တာလीအဲဖူဆယ်နီနဲ့ကြောက်လည်းဖူဆယ်အဲပြောပြောဒါကြတော့နည်းနည်းလေးနီးစနစ်ပိုင်းနည်းနည်းစကားပြောပါရဲအဲ့တော့မို့လို့အဲတက်လို့ပိုင်းဆိုင်ရာတွေတော့စတမ်လာပိုင်းဆိုင်ရာတော့အများကြီးစကားပြောပါရဲအဲပြောပြောမလဲအရသာကြီးကတော့မတူဘူးပေါ့နော်ခွင်းကြီးကန်တဲ့အရသာနဲ့ဒီဖူဆယ်ကန်တဲ့အရသာတော့မတူဘူးဟုတ်အာ ဒါဟောညီမဒါတော့အရင်ကတည်းကသူရောင်းနေဟိုကိုကြီးတစားခဲ့တော့ကလည်းဒါဟောဘနောလေးစားအကြရတဲ့သူတယောက်ဖြစ်တယ်။ဘာပဲပြောအခုချိန်မှာလည်းဒါဟောဟာပေါ့ဒီအသိကြီးအတွက်ကိုပေါ့လုံးဝဟိုဟာပေါ့ဥဆောင်နိုင်တဲ့ဥဆောင်နိုင်တဲ့ဟိုဟာပေါ့နော်ခေါင်းဆောင်တယောက်ဖြစ်နေတယ်။အဲ့တော့ကိုလည်းညီမဝမ်းလဲတာတယ်ပြောကိုကြီးလည်းအရင်အကြရတယ်ဟုတ်အဲ့တော့ဘုံနဲ့နေရာမဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်ရှောက်နေတဲ့လမ်းကိုကျွန်တော်အကောင်းဆုံးလေးရှောက်နေတယ်เนาะအဲဒီဘက်မှာသူတို့ကျွန်တော်ရှီကကောင်းတာလေးတွေ့ရင်ဘောကတော့မကောင်းတာလေးတွေ့ရင် ့ဖယ်ထုတ်ပြီးတော့ကောင်းတာလေးတွေတည်ယူပါ။ကျွန်တော်ကအကောင်းဆုံးအကောင်းဆုံးလေကစားသမားဖြစ်အောင်ကြိုးစားနေရပါဟိုလိုမျိုးကြီးကျွန်တော်မှအဲ့လိုမျိုးဖြစ်နေတဲ့ moment မျိုးမရှိဘူး။ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်။အဲ့အဲ့ဒီပုံမှာဒီလူငယ်ကစားသမားလေးတွေကအဲကိုယ့်ကိုဘလုံးမဲ့စိတ်ဝင်စားပြီးတော့အကောင်းဆုံးရှစ်ဆက်မဲ့လမ်းကိုအကောင်းဆုံးကြိုးစားပါဘူးနော်။ကောင်းတာလေးစိတ်ဖြစ်နေတာပဲ။ကျွန်မကကြတော့ကစားမှုတော့တော့ကိုင်းကြီးမှာရောအင်းကိုင်းကြီးမှာကသူတို့ကကြတော့ရှားပါပဲဘယ်နည်းဘယ်ဘယ်တန်မိုင်းပါတော့ အဲအဲ့တော့သူရွေးချယ်တဲ့လမ်းပေါ်မှာအခုသူဖူစေကိုရွေးချယ်သူရွေးချယ်တဲ့လမ်းပေါ်မှာအကောင်းဆုံးသူရှောက်နေတယ်လေဥရင်ကမှတယောက်လည်းဖြစ်နေတယ်အဲအဲ့တော့ဒီလိုနိုင်ငံတော်ထမ်းဆောင်တဲ့ကစားသမားတယောက်ပေါ်မှာကျွန်တော်အာပေးတယ်ဆက်လို့ကိုဘာဖြစ်ချင်တာလဲပန်းနိုင်ကိုတေချာရအောင်သွားကိုတို့ကအမြဲတမ်းနောက်မှာ support နဲ့အမြဲတမ်းရှိနေပါတယ်ကွာအကန်နဲ့ပွေတိုင်းမင်းတို့ကလည်းမတရားရရှိမှာပဲလေမင်းတို့မတရားတော့ လဲอ่ะအဲတွေ့တူတော့တိတ်မရှိဘူးဘာလို့လဲဆိုတော့ဟိုပါပေါ့ညီမကဒီလက်ရွေးစင်ပါတဲ့တက်တန်းတူတယ်တူတဲ့ခါကျတော့ဗောနော်အမမေရဆိုလို့ရှင်တော့ဟိုညီမတို့ဟိုအင်ဒိုနီးရှားသွားတော့လာအဲအဲ့ဒီပြန်ပွဲလာမှာပဲအဲ့လိုမျိုးပဲအမှတ်တရရရှိပါတယ်ဟုတ်အဲ့ဒီကဘာလို့လဲဒီလိုပါလို့ဒီလိုပါလို့ဒီလိုပါလို့ဟုတ်အဲအခုလိုမျိုးအပြည့်အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒါဘာပဲပြောတာ အာဟိုဝူမန်ဒေးဖြစ်တဲ့တော့ကြောင့်မလို့ဒါမိန်းကလေးရေအမျိုးသမီးတို့ကိုစားပြုတဲ့နေ့အတွက်ကိုညီမတို့ကဒါပါဝင်ပြီးအားပေးတဲ့ကြောင့်မလို့အားပေးတဲ့တယောက်ချင်းစီကြောင့်လည်းကျေးဇူးတင်ပါတယ်ပြီးရင်ဒါတွေမကပဲနဲ့အခုဆိုလို့ရှင်အဖူဆယ်အမျိုးသမီးရောဗာရပြောအဲတဖြည်းဖြည်းရှောက်လန်းနေရေပေါ့နော်ဒါကွင်းကြီးမိန်းကလေးရကြောင့်လည်းသူ့အမျိုးအမြင်မှုရရှိတယ်အဲ့တော့ကြောင့်မို့လို့လည်းဒီဖူဆယ်ရောကွင်းကြီးရောအားပေးပါလို့လည်းပြောချင်ပါတယ်ဟုတ်ကဲ့ညီမတို့အခုဗာရပြောကိုယ့်ရဲ့အသက်အရွယ်ရနိုင်အောင်ကြတော့ပေါ့နော်ပြန်ပြီးစဉ်းစားလိုက်တဲ့အခါမှာကွင်းကြီးရောဖူဆယ်ရောကစားနေတဲ့အခါမှာဒါအဆင်မပြေဘူးပေါ့နော်အဲ့တော့ညီမအခုဟောပေါ့နော်ဒီအနောက်ဆန်းနေစီကိန်းနောက်ပိုင်းက တာညီမကွင်းကြီးကိုစွန့်လို့ပြီးတော့ဖူဆယ်ဘက်တောက်ချက်ကစားနေပါတယ်ဟုတ်နော်လာရောအပြင်ပြိသက်တွေရောဒီဘောလုံးဟိုအဲစိတ်တူဝင်သွားစောက်ကြည့်နေတဲ့ပြိသက်တွေရောအဲကျွန်တော်တို့ supporting အဖြစ်ပေးနေတဲ့ပြိသက်များအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်ပြိုင်ပွဲတွေမှာအကောင်းဆုံးကြိုးစားပြီးတော့အဲအကောင်းဆုံးစုစည်းသိတည်ရအောင်ကြိုးစားသွားပါမယ်ဟိုကျွန်တော်တို့အမြဲတမ်း support ပေးပါဦးကျွန်တော်၅လပိုင်းမှာ AFF ပွဲရှိရပါတော့၆လပိုင်းမှာတော့ Asian ပြုလုပ်မယ်လို့ကြားရပါတော့အဲ World Cup အတွက် qualifying ကမအရှင်ပြုလုပ်ဝင်ရှိရပါတော့အဲ့တံပွဲကတော့ကျွန်တော်တို့အနီးကပ်ဆုံးရှိရပွဲပါတော့အဲ့နှစ်ပွဲကိုကျွန်တော်တို့အအောင်စိုက်သွားစိုက်ကစားသွားမှာပါအဲ့ပွဲအတွက်ပြည်သက်တွေရဲ့အာရအာစိုက်ပြီးတော့အပြည့်ပြပါဦးလို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်